အားလုံးပဲမင်္ဂလာပါအဒီတင်ကဆာမှာတော့တရုတ်ဘာသာအတန်ပေါင်းစနစ်ပေါ့နော်ဖြင်းရင်းတွေကိုလေ့လာသွားမှာဖြစ်တယ်အဒီကနေ့တင်ကဆာတဲမှာတော့တရအတန်ဖြစ်တဲ့ or or ဆိုတဲ့တရနဲ့ဘီးတွေနဲ့ပေါင်းဆက်တဲ့ပုံစံလေးတွေကိုလေ့ကျင့်သွားမယ်ပေါ့နော်ဒါလေးတွေရှင်းပြပေးသွားမယ်ပထမဆုံးကျွန်တော်တို့ဒီ 必列单出来靠手机呢波坡莫佛得特呢了个颗和、七七七吃吃是、日次次十一屋到底呢 ့ or ဆိုတဲ့တရနဲ့ပေါင်းမယ်အဲ့တော့ဒီပြီးအားလုံးကဒီတရနဲ့ပေါင်းလို့မရဘူးဗျအဲ့တော့ကျွန်တော်တို့ကမရတဲ့အတန်တွေကိုအရင်ဆုံးခွဲထုတ်ကြည့်မယ်เนาะအခုကျွန်တော်ဒီမှာပြထားတဲ့စလုံးတွေဒီမရဘူးအားလုံးဒီ6လုံးနဲ့ပဲပေါင်းလို့ရတယ်ပေါ့เนาะကောင်းပြီတော့ပေါင်းလို့ရတဲ့စလုံးတွေနဲ့ပေါင်းကြည့်ကြတာပေါ့ဗျအဲ့တော့ပထမဆုံးဒီတရ or ကို၄တန်ခွဲမယ်เนาะအဲ့တော့ or 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 လေးတန်เนาะ or 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 ဩကောင်းပြီအဲ့လေးတဲ့တော့ကျွန်တော်တလုံးချင်းနေပေါ့ပဲပထမဆုံး b ပေါ်ဆိုရက် b နဲ့ပေါ့မယ်ကြာပြီနော်ပေါ်ဩပေါ်ပေါ်ဩပေါ်ပေါ်ဩပေါ်ဩပေါ်ဩပေါ်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 ဩပေါ်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 ကောင်းပြီသူရတလုံးချင်းရဲ့အတန်နေဘယ်နေရာမှာတုံးလင်းစာလေးတွေကိုနမူနာလေးနဲ့လေ့လာကြည့်မယ် ဲ့တော့ပေါ်ဆိုတာကျွန်တော်လှိုင်းလှိုင်းเนาะပင်လယ်ထဲကလှိုင်းတွေကိုပြောပေါ်ဟုတ်ပြီเนาะပေါ်လန့်ဆိုတာလှိုင်းလုံးကြီးတွေကိုခေါ်တာပေါ်အဲ့မှာသုံးတယ်เนาะဒီအတန်းကပေါ်ပေါ်ကောက်ပြီးနောက်တစ်ခုကပေါ်ပေါ်ဆိုတာလေပင်ကျွန်တော်တို့ဒီလေပင်လေလေပင်ကိုပေါ်ဇစ်လို့ခေါ်တယ်ပေါ်ဇစ်ဆိုလေပင်အဲ့မှာသုံးတယ်ပေါ်ပေါ်ဆိုလေပင်နောက်တစ်ခုပေါ် ပေါ့哦ဒါကခြေစားတာခြေစားတယ်ဆိုတာလေကျွန်တော်ကိုခြေတော့ထောင်းနေထောင်းနေနေပေါ့ခြေတော့တစ်ဖက်တိတ်မတန်တာကိုခြေစားတယ်လို့ခေါ်တယ်အဲ့တော့ခြေတော့ကိုကြောင်လို့ခေါ်တယ်ကျွန်တော်တွဲသုံးတဲ့ခါပေါ်ကြောင်လို့တော့ရဲခြေစားတယ်ပေါ့နော်ခြေတော့တိတ်မတန်ဘူးပေါ့ပေါ်ကြောင်အဲ့မှသုံးတဲ့ပေါ်ပေါ်နောက်တစ်ခုကတော့ပေါ့ပေါ့ဆိုတာက ကျွန်တော်စကောပေါ့စကောစာဟိုတောနယ်တွေဘက်မှာဗျာထမင်းချက်ခါနေကြစံထည့်ပြီးော်လေစပလုံးရွေးတာကိုစံပြတာလို့လုပ်တဲ့စကောသူ့ရဲ့အပြည့်ဆိုတာစကောဆိုပေါ့ချီပေါ့ချီအဲ့လိုခေါ်တာအဲ့မှာတုံးတဲ့ပေါ့ဆိုတဲ့အတုံးတော့ဟုတ်ပြီနော်ဒါဆိုရင်ဒီတန်လေးတန်ကိုကျွန်တော်ပြန်လေ့ကျင့်လို့ရပြီပြန်လေ့ကျင့်မယ်ပေါ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 ်တခါ

င်းတောင်ကုန်းဆိုတဲ့စလုံးမှာလည်းတုံနေပေါ့နော်ဖောအဲ့တော့တောင်ကိုတရုတ်လိုရှမ်းလို့ခေါ်တယ်ရှမ်းဖောဆိုတောင်ကုန်းပေါ့ပြီးတော့ဒီစလုံးလေးကလည်းစင်ကာပူနိုင်ငံရဲ့နောက်ဆုံးအတန်လေးတည်တာစင်ကာပူကိုဘယ်လိုခေါ်လဲရှင်ကြာဖောလို့ခေါ်တယ်အဲ့အဲ့မှာတုံတဲ့ဖောဒီစလုံးပဲတရုတ်စလုံးလည်းဒါပဲဒီတမ်းပဲနော်ရှင်ကြာဖောစင်ကာပူအဲ့မှာဖောဖောအဲ့ဒါနော်ဒုတိယတစ်ခုကတော့ဖော ဖောဒါကကြတော့အဖွားလေဖောဖောအဲ့လိုခေါ်တာဖောဖောဆိုအဖွားเนาะကျွန်တော် white ဖောအဖွားဥမာအဖိုးဆို white go white ဖောဒီလိုခေါ်တာเนาะ white go တို့ white ဖောတို့အဲ့လိုခေါ်တာတချို့ကပြောမှာဆရာရဲ့ဒါဆိုလို့ရှိရင်ရရဲတို့နိုင်နိုင်တို့နဲ့ပါကွာလေရရဲနိုင်နိုင်ဆိုအဖေရဲ့အဖေဘက်ကပေါ့နော်အဖေရဲ့အဖေဆိုရင်ရရဲအဖေရဲ့အမေဆိုရင်နိုင်နိုင်ဒါကြောင့်အမေဘက်ကြတော့ 外公外婆阿婆是外公阿妹阿婆阿婆是外公阿妹阿妹阿婆是外婆阿妈都是婆，好比喏婆。搞比对阿婆在里面拍录像嘞，阿婆在里面拍，因见到身体没有个老婆阿妈都是婆嘞，第四楼没，第四楼没喏搞比。那这块东南庙婆婆。婆婆 ဒါကတော့မလုံးနိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ဒါပေမဲ့ဒီတရုတ်စလုံးကြတော့ရှီတော့ကတုံးတဲ့အတုံးနှုတ်ပြအခုခေတ် textbook တွေထဲမှာသိမတွေ့တော့ဒီစလုံးကလေဒါပေမဲ့သူကစလုံးရှိနေတဲ့ကြောင့်အတန်ရှိတဲ့တကြောင်မို့ကျွန်တော်ဒါလေးတော့ထည့်ဆိုလို့ရနော်ဖော့ဖော့နောက်ဆုံးတစ်ခုကတော့ဖော့ဖော့ကြတော့စုပ်ပြဲတယ်ပေါ့နော်စုပ်ပြဲတယ်ဖော့ဥမာဝတ်စားလေးပါရေစုပ်ပြဲသွားတယ်ကျွန်တော်ဝတ်စားစုပ်သွားပြီဆိုချွမ်းဖော့လို့ဝယ်ရင်နဲ့စုပ်သွားတာပေါ့နော်ချွမ်းဖော့လို့အဲ့လိုပြောတာโอเคဖော့လို့ e4 ဖော့လာအင်ဂျီစုပ်သွားပြီဒီလိုပြောတာဖော့စုပ်ပြေးသွားတာเนาะโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာလေးတန်ကိုဖတ်ကြည့်ဖို့လိုတယ်ဖော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 ်နောက်တစ်ခါကအမ်မြတ်အတန်တယ်เนาะသူကကျတော့မောပေါင်းမယ်မောအောမောမောအောမောမောအောမော mo o mo 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 အဲ့တော့ mo ဆိုတာကလက်နဲ့ဒီလိုဆန်းတာပေါ့လက်နဲ့ပွတ်တာလက်နဲ့ဆန်းတာကို mo လို့ခေါ်တယ် mo mo နောက်တစ်ခုကကျတော့ mo မောစာပုံစံပုံစံဥပမာကျွန်တော် model လို့ပြောတာဆိုမော်ထအဲ့လိုပြောတာပုံစံเนาะမော်မော်ထ model ကိုပြောတာအဲ့တော့ပုံစံဆိုရင်မော်အဲ့မှာတုံးတဲ့အတန်းထမော်ကောင်းပြီเนาะ နောက်တတိယတန်ဖြစ်တဲ့ more more ဆိုတာလိမ့်တာတော့တုတ်တာတော့ဟုတ်ပြီနော် more အဲ့တော့ဒီမှာလဲသူနဲ့ပတ်သက်တဲ့အတုံးတော့ကဗမာတုံးလဲဆိုဥမာအမဲရအောင်လေကျွန်တော်ဒါ he sir လို့ခေါ်လဲ he ဆိုမဲတာအဲ့တော့ကျွန်တော်က more he ဆိုလို့ရှိရင်ဗာလဲအမဲရအောင်လေတုတ်လိုက်တာဗော more he အဲ့ဒါကကျွန်တော်တို့ဘာကိုရည်ညွှန်းတာလဲဆိုတော့မျက်နှာအိုးမဲတုတ်တယ်လို့ပြောတာကျွန်တော်တို့ဒီမြန်မာလိုကြတော့လေလူတစ်ယောက်ကိုက ဒီအဆက်ကွဲအောင်လုပ်လိုက်တယ်ပေါ့နော်။ तू မကြိုက်တဲ့အလုပ်တခုတိတ်ခါကြစီမဲ့အလုပ်လုပ်ရမင်းငါမျက်နှာကိုအိုမဲမတုံနဲ့ကွာအဲ့လိုပြောတယ်။ညီပူရောက်မော်ဟေးဒီလိုတော့တယ်။ညီပူရောက်မော်ဟေးအဲ့မှာတော့တယ်မော်ဆိုတာဒီစလုံးပဲမော်။သူကနောက်ကအမဲရောင်နေတယ်မော်ဟေးမော်ဟေးဆိုတာမျက်နှာအိုမဲတော့တာအဲ့မှာမော် မော်နောက်တစ်ခါမော် မော့ဆိုတာကသူကအဖျားပိုက်တော့နောက်ဆုံးနောက်ဆုံးဥပမာကျွန်တော်ရက်သက်တစ်ဖက်ကိုတရုတ်လိုဂျိုးလို့ခေါ်တယ်ဂျိုးမော့ဆိုရင်ရက်သက်တစ်ဖက်ရဲ့နောက်ဆုံးနှစ်ရက်စနေနဲ့တနင်္ဂနွေကျွန်တော်အင်္ဂလိပ်မှာဆို weekend လို့ပြောတာဟုတ်ပြီနော်အဲ့တော့စနေတနင်္ဂနွေကိုဂျိုးမော့လို့ခေါ်တယ်အဲ့မှာတောင်းတယ်မော့ဟုတ်ပြီနော်ဂျိုးမော့ဂျိုးမော့အဲ့ရမော့ okay ဒါဆိုရင်ဒီလေးတန်ဆိုကြအောင်မော့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  ကောင်းပြီနောက်တစ်ခုနောက်တစ်ခုက F tan နဲ့ပေါင်းမယ်နော် F tan ကြတော့ for နှာခမ်းလေးကြိုက်တာနော် for for or for for or for for 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 လေးတဲ့နော်ပြန်ဆိုပါ for 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 or for 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 ကောင်းပြီအဲ့တော့ for ဆိုတာကတရုံမှာစလုံးမရှိဘူး သူတက်အတန်မရှိဘူးဒါဆို for for တော့ရှိတယ်ဗျဖရာကျွန်တော်ဗုဒ္ဓဖရာကိုပြောတာเนาะ for ဆိုတာဖရာเนาะ for ကျွန်တော်တို့ for far ဆိုရင်ဖရာတရားပေါ့ဒီလိုပြောတာ for နောက်တတိယအတန်ဖြစ်တဲ့ for ဒါကတရုပ်မှာမရှိဘူးเนาะသူနဲ့ပေါင်းတဲ့တံပေါင်းအတန်တော့ရှိရဒါပေမဲ့တရုပ်စလုံးမရှိတော့ဒီတန်တွေလည်းသိเสียမလို့ပေါ့အတန်ဆိုတာတရုပ်စလုံးရှိမှာလေတရုပ်စလုံးရှိမှာအဲ့တရုပ်စလုံးကိုထွက်ဖို့အတွက်အတန်ရှိတာ哦တရုပ်စလုံးမရှိမှာတော့သူကသူဘယ်လောက်အတန်ရှိကြီး မှတ်เสียပါမလို့တော့တာเนาะ for ဒါလည်းမရှိဘူးအဲ့တော့ဒီမှာဆိုရင်တစ်လုံးပဲမှတ်ရမှာပေါ့เนาะဘာလဲဆိုတော့ for ဖျားเนาะ for 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 ဖျား ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for website Elanay membership program တွေကြိုဆိုပါရစေ။ကျွန်တော် website မှာ member တစ်ချိန်ဝင်သားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK တင်ကန်းစာတွေကိုခားမဲ့လေ့လာခွင့်ရမှာပါ။လေ့လာခွင့်ရရှိမဲ့ကိုစစ်အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video တင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်။တင်ကြားနည်းစနစ်တွေနဲ့ လေ့လာခွင့်ရရှိမဲ့နမူနာသင်ခန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့ချက်လက်တွေကိုတော့ Chinese for All Page Messenger ကနေ message ပေးဖို့ဆက်သွယ်ပေးမြန်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။အခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်။ဒီတစ်ခါတော့ wine နဲ့ပေါင်းမယ်နော်။ wine နဲ့ကြတော့ wine ကရီလို့အတန်ထွက်တယ်နော်။အဲ့တော့ပေါင်းမယ်။ရီ or your ရီ or your 一哦哦哟一哦哟哟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 哟高米，哎哟哟苏拉嘎多啊，阿米勒不哈嘿。အိုးဆိုတဲ့နေရာလေးမှာတော့အမေရဲအနေနဲ့တော့ယောဟုတ်ပြီနော်ယောကောင်းပြီတခါလေးမှာကျွန်တော်တို့ကဟိုကအခမ်းအနားတစ်ခုသွားတယ်ပေါ့နော်အဲ့မှာမမျောလေးမဲနဲ့လူတယောက်နဲ့တွေ့တယ်အဲ့ချိန်မှာအမေရဲလေးဖြစ်တာ ယောနေ့စမဆိုင်ကြဟာမင်းဘလို့လို့ဒီမှာရှိနေတာလဲအဲ့အဲ့ချိန်မှာတော့ရယောဆိုတာအာမေယောနေ့စမဆိုင်ကြယောအဲ့လိုယောနေ့စမဆိုင်ကြအဲ့လိုအာမေဒိတ်လေးပြီးပေါ့နော်ယောဟုတ်ကောင်းပြီနောက်တစ်ခုကကြောယောယောကြတော့ဒီအတွက်တရုတ်စလုံးမရှိဘူးနော်သူအတန်တရုတ်စလုံးမရှိဘူးတတိယအတန်ယောဒါလည်းမရှိဘူးဗျနောက်စတုထအတန်ဖြစ်တဲ့ယောယောလည်းမရှိဘူးပေါ့နော်ဒါမှမဟုတ်ငါးတန်မြောက်တတန်ရှိသေးတယ်ဗျ yi o yo ဒါလေးဖတ်ကြည့်နော်။ iyo 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 တော့ဝကြနောက်စပုတ်ပေါ့နော်။ဝကြနောက်စပုတ်။ဥပမာကျွန်တော်တို့ကသူများတွေကိုတိုက်တွန်းနေပေါ့နော်။နေမန်၊နိုလေး၊ရွှဲစီရောအဲနောက်ကမင်းတို့စူးစားပြီးတော့တည်ယူကြဟေ့။နေမန်၊နိုလေး၊ရွှဲစီဆိုပြီးတော့နောက်ကဗာလေးထည့်လိုက် iyo အဲ့လိုလေ။နေမန်၊နိုလေး၊ရွှဲစီရောမင်းတို့စူးစားပြီးတင်ကြဟေ့။အဲ့မှာဟေ့ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်။သူကဝကြနောက်စပုတ်လေးပေါ့။ Okay ။အဲ့တော့သူကဒီမှာဆိုလို့ရှိရင်လဲကျွန်တော်တို့ကအဲနှမျိုးပဲတော့ရတာပေါ့နော်။ ်ပထမတစ်ခုကတော့ yo အတန်အပြည့်နောက်တစ်ခုကအတန်အဖို့ yo အတန်မတူးเนาะဆိုကြည့် yo 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 ဒါလေးပဲကောက်ပြီးနောက်တစ်ခုက double u w ကြတော့ဝူလို့အတန်ထွက်တယ်အဲ့မှာပဲလေလေးလုံးခွဲမယ်เนาะ wu o wo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 我我我我我我我အဲ့တော့ wo ဆိုတာကအတိုက်နော်အတိုက်ဥမာငှက်ကိုနီအောင်လို့ခေါ်တယ်နီအောင် wo ဆိုတာငှက်တိုက်လို့ပြောတယ်ဥမာခွေးဆိုကုတ်ကုတ် wo ဆိုလို့ရှိရင်ခွေးအိတ်တဲ့ခွေးလောက်အိပေါ့နော်ကို wo နီအောင် wo ဒီလိုအတိုက်ကိုပြောတာနော်နောက်တစ်ခုက wo wo ဆိုတာကတရုံမှာဒီအတွက် တယောစလုံးမရှိဘူးပေါ့နော်ဒီတံမတုံးဝေါ်မတုံးနောက်တစ်ခုဖြစ်တဲ့ဝေါ်ဒါကတော့အရန်အတုံးများတယ်နော်တယောစာစသေးတာနဲ့ဝေါ်စာတင်ရတယ်ဗာလဲဝေါ်စာကျွန်တော်ကျမငါပေါ့နော်ဝေါ်ဥမာကြောက်သားအလုံးသီးပါတယ်ဝေါ်အိုင်ညီဆိုရင်အမဝေါ်လို့တုံးတယ်နော်ဝေါ်ကောင်းပြီနောက်တစ်ခုကတော့ဝေါ်ဝေါ်ဆိုတာကလဲလျောင်းတယ်လို့အဓိပ္ပာယ်ထက်တယ်ဒီစလုံးကဝေါ်ဝါစာလဲလျောင်းတယ်ခုနကကျွန်တော်တို့ဒီ F တန်တင်တော့အမှတ်မိလား4ဆိုဖျားလေအဲ့တော့ war for လို့ပြောရပါလေလဲလျောင်းနေတဲ့ဖျား အဲဘာပြောရလဲလျောင်းတော်မူလျောင်းတော်မူလျောင်းတော်မူလေဖရာရုပ်ပွားတော်ရေရှည်ရွှေသားလျောင်းတို့ပါလို့လေရွှေသားလျောင်းဆိုတရုတ်လို့ wolf for လို့ခေါ်တယ်လဲလျောင်းနေတဲ့ဖရာဗုဒ္ဓဖရာရုပ်ပွားတော်ပေါ့ wolf for ပြီးတော့ war ကလဲလျောင်းလဲဆိုတော့ဗာလဲအိတ်တဲ့နေရာတွေမှာသုံးတော့အိတ်ခန်းတွေပါလေကိုလေတရုတ်လို့ war shit လို့ခေါ်တယ် shit ဆိုအခန်း war shit ဆိုရင်အိတ်ခန်းအဲ့လိုမျိုးလေးတွေပေါ့နော်ကောင်းပြီအဲ့တော့ဒီမှာဒီအတန်ကြတော့ကျွန်တော်သုံးမျိုးပဲဖတ်ဆရာလို့ရတယ်နော်ဒါလေးတစ်ချက်လောက်လေ့လာကြည့်ပါဦး war 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 我我阿羅耶穌的馬嘞